မင်္ဂလာပါခင်ဗျရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ် AR တိုင်းပြည်မှာအကြမ်းဖက်စစ်တပ်ကလူငယ်တွေစစ်မှုထမ်းကြဖို့နဲ့စစ်မှုထမ်းဖို့မဲပေါက်တဲ့လူငယ်တွေရဲ့မိသားစုတွေကိုနစ်နာခြင်းငွေကျပ်36သိန်းထောက်ပံ့မယ်ဆိုပြီးတော့ဗားရက်ွက်အုပ်ချုပ်ရေးမှုတွေကနေတဆင့်စီယုံခိုင်းနေပြန်ပါတယ်ရန်ကုန်တိုင်းတန်လင်းမြို့နယ်ကကလဝဲခြေရွာမှာတအိမ်တဲကလူငယ်3ဦးစစ်မှုထမ်းဖို့မဲပေါက်သွားတဲ့အတွက် ကလိန်ကကြစ်ကြတယ်လို့ပြောပြီးအုတ်ချုပ်ရဲမှုကိုကောင်းရိုက်ခွဲလိုက်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ AR တိုင်းတွင်းမှာအကျန်းဖက်စစ်တပ်ကလူငယ်တွေစစ်မှုထမ်းကြဖို့နဲ့စစ်မှုထမ်းဖို့မဲပေါက်တဲ့လူငယ်တွေရဲ့မိသားစုတွေကိုနစ်နာချင်းငွေကျပ်36သိန်းထောက်ပံ့မယ်ဆိုပြီးတော့ပါရက်ကွက်အုတ်ချုပ်ရဲမှုတွေကနေတဆင့်စီယုံခိုင်းနေပြန်တယ်လို့သိရပါတယ်။ AR တိုင်းလက်ပတမြို့နယ်က ်ချောင်းခွဲကြီးကျေးရွာမှာကျေးရွာအုပ်ချုပ်ရေးမှူးကပြည်သူတွေကိုစစ်မှုတန်းကြဖို့အခုရက်ပိုင်းအတွင်းမှာပဲစီယုံဟောပြောခဲ့တယ်လို့သိရပါတယ်အဲ့ဒီလိုစီယုံတဲ့နေရာမှာလေလူငယ်တွေစစ်တင်တဲ့နှစ်လတက်ပြီးတာနဲ့မိမိတာဝန်ကျခြင်းနဲ့နေရာကိုလက်ညှို့ထိုးလိုက်တာနဲ့အဲ့ဒီနေရာကိုချပေးမှာဖြစ်တယ်လို့အဲ့ဒီအုပ်ချုပ်ရေးမှူးဆိုတဲ့သူကပြောတဲ့အပြင်စစ်သားတွေရှေ့တန်းထွက်ရင်တက်လုံကြုံရေးအဖြစ်လိုက်ပါရမှာဖြစ်တယ်လို့လည်းဗီဒီယိုဖိုင်ထဲမှာပြောတော့ပါတယ်ဒါအပြင် စစ်တဲဝင်မဲ့သူဆိုရင်လည်းစစ်သားတအုပ်ကိုလစာ၄သိန်းခွန်ပေါင်းရမယ်လို့ပြောနေပြန်တယ်လို့စစ်မှုထမ်းမဲ့လူငယ်တွေရဲ့မိသားစုတွေကိုလည်းနေနာချင်းငွေကျပ်36သိန်းတလုံးတစ်ခဲတည်းရမှာဖြစ်တဲ့အပြင်စစ်တိုက်ရမှာမဟုတ်ဘူးဆိုပြီးတော့ပါအဲ့ဒီအုတ်ချုပ်ရင်းမှုကဗီဒီယိုဖိုင်ထဲမှာစီယုံပြောဆိုတော့ပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရန်ကုန်တိုင်းတန်လင်းမြို့နယ်ကကလဝဲကြီးရွာမှာတအိမ်ထဲကလူငယ်3ဦးစစ်မှုထမ်းဖို့မဲပေါက်သွားတဲ့အတွက် ကလင်ကကြစ်ကြတယ်လို့ပြောပြီးအုတ်ချုပ်ရဲမှုကိုခေါင်းရိုက်ခွဲလိုက်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။မက်လာ၁၈ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်တိုင်းတန်လင်းမြို့နယ်ကလဝဲကျေးရွာမှာစစ်မှုထမ်းရမယ့်လူငယ်တွေကိုမဲနိုင်ရွေးချယ်ကြတယ်ဆိုပါတယ်။အဲ့ဒီလိုမဲနိုင်တဲ့အချိန်တရွာလုံးမှာလူငယ်၃ဦးရွေးချယ်မှာဖြစ်ပြီးအဲ့ဒီမဲပေါက်တဲ့လူငယ်၃ဦးဟာတအိမ်နဲ့နေတဲ့လူငယ်၃ဦးဖြစ်နေတဲ့အတွက်ကလင်ကကြစ်ကြတယ်လို့ပြောပြီးအုတ်ချုပ်ရဲမှုကိုမဲပေါက်တဲ့လူငယ်၃ဦးရဲ့ဖခင်က ခေါင်းရိုက်ခွဲလိုက်တယ်ဆိုပါလေအဲ့ဒီနောက်အကြံဖက်စစ်တပ်ကကြေးရွာကိုရောက်လာပြီးအုတ်ကြီးခေါင်းကိုရိုက်ခွဲလိုက်တဲ့ဖခင်နဲ့လူငယ်တွေကိုဖမ်းဖို့လုပ်တဲ့အချိန်ပြည်သူတွေကဝိုင်းအောင်လာတဲ့အတွက်စစ်တပ်ကတနက်ပစ်ဖောက်ခဲ့တယ်လို့အုတ်ကြီးခေါင်းကိုရိုက်ခွဲခဲ့တဲ့ဖခင်နဲ့လူငယ်တွေကတော့လွတ်သွားခဲ့တယ်လို့တန်လင်းဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျာအခုတခါစကိုင်းတိုင်းဘက်မှာလေရေဦးမျိုးပေါ်ကထွေအုပ်ရုံမှစစ်မှုထမ်းဥပဒေအရလူငယ်တွေကိုစစ်တပ်ထဲသွင်းမှုစကောင်စီရဲ့ရေဦးမျိုးနဲ့ဘျူဟာမှု ဖြိုးထက်ဝင်ပါဝင်ပြစော့တီတွေအုပ်ချုပ်ရေးမှုတွေအလုံးအစည်းအဝေးလုပ်နေတဲ့အချိန် drone နဲ့ပုံကျဲတိုက်ခိုက်မှုအတွင်းစေကောင်စီတပ်သားနဲ့ပြစော့တီ73ဦးသေသွားပြီလို့ရွှေဘိုခရိုင်တရင်14ရေဦး PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်မတ်လ18ရက်နေ့မော်လယ်ပိုင်းကရေဦးမြို့ပေါ်ထွေအုပ်ရုံမှာစစ်ကောင်စီရဲ့ရေဦးမြို့နယ်ဗျူဟာမှုဖြိုးထက်ဝင်အပါဝင်အရာရှိတွေရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ပြစော့တီတွေပူးပေါင်းပြီး ြည်သူကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းမှုအစည်းအဝေးလုပ်နေကြတယ်ဆိုပါတယ်အဲ့ဒီအချိန်မှာပဲတော်လန်ရေးတက်တွေကတင်းအတိအကျရရတဲ့အတွက်အစည်းအဝေးလုပ်နေတဲ့နေရာကိုဒရုန်းနဲ့ဘုံသီးလေးလုံးဇက်တိုက်ကျဲချတိုက်ခဲ့ရမှာလူအုပ်ကြားတဲ့ကိုဘုံသီးကျသွားပြီစစ်ကောင်စီတပ်သား၅ဦးအပါအဝင်အုပ်ချုပ်ရေးမှုနဲ့ပြစော်တီစုစုပေါင်း73ဦးသေကုန်ကြပြီဆိုတဲ့တင်းကိုဒီကနေ့မနက်မှရထားပြီရေဦးမြို့အထက်တင်းကြိုင်းမှာမပါချမဲ့ဆိုတဲ့အကြောင်းကိုပါတိထားရတယ်လို့ရွှေဘိုခရိုင်တရင်ဆက်လေးရေဦးပီဒီအက်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့အကြံဖတ်စစ်ကောင်စီရဲ့အတင်းအတ္တမစစ်မှုထမ်းခိုင်းခံရတဲ့သခိုင်းတိုင်းကပြည်သူတွေကိုကာကွယ်ပေးနိုင်မှုသခိုင်းဖက်ဒရယ်ကောင်စီရှေ့ပြေးကနေအကူအညီပေးရေးအဖွဲ့ဖွဲ့စည်းလိုက်တယ်လို့သခိုင်းဖက်ဒရယ်ကောင်စီရှေ့ပြေးအဖွဲ့တာဝန်ခံကိုရှောင်းတဇောင်းကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိအကြံဖတ်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုစန့်ကျင်တဲ့ပြည်သူတွေအတွက်ကူညီပေးနိုင်မှုသခိုင်းဖက်ဒရယ်ကောင်စီအနေနဲ့အခုလိုအကူအညီပေးရေးအဖွဲ့ကိုဖွဲ့စည်းလိုက်တာဖြစ်ပြီးဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကအစထည့်သွင်းဖော်ပြပေးထားတယ်ဆိုပါတယ်လက်ရှိမှာတော့ စကိုင်းဖက်ဒရယ်ကောင်စီရှေ့ပြေးဖွဲ့ကိုစတင်ကြေညာပြီးတဲ့နောက်ပိုင်းဆက်သွယ်လာတဲ့သူတွေတော်တော်များတဲ့အပြင်စကိုင်းတိုင်းနဲ့ကသူတွေရော့စကိုင်းတိုင်းပြင်ပမှာရှိနေတဲ့သူတွေပါလာရောက်ဆက်သွယ်ကြပြီးနောက်ထပ်ဆက်သွယ်ရမယ့်နံပါတ်တောင်ထပ်တိုးဖို့လုပ်နေတယ်လို့သိရပါတယ်လာရောက်ချိတ်ဆက်တဲ့သူတွေကိုတော့လုံခြုံစိတ်ချရပြီးအကာအကွယ်ပေးနိုင်မယ့်နေရာကိုပို့ဆောင်ပေးတော့မှာဖြစ်တယ်လို့ပြည်သူအကျိုးပြုလုပ်ငန်းတွေမှာပါဝင်လုတ်ကင်နိုင်ဖို့ကိုပါစီစဉ်ထားတယ်လို့လဲကိုရှောင်းတစောင်းကပြောထားပါတယ်လက်ရှိမှာတော့ အရင်ဦးဆုံးလုံနိုင်တဲ့အတိုင်းဒါတစ်ခုထိကူညီပေးဖို့လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်စကိုင်းတိုင်းကလူတွေကိုဦးစားပေးလှုပ်ပေးနေပြီးလုံနိုင်တဲ့ပုံမှာမူတည်ပြီးတော့တခြားတိုင်းကပြည်သူတွေကိုလည်းဆက်လက်ကူညီပေးနိုင်ဖို့ကြိုးစားနေတယ်လို့လက်ရှိပြည်သူမှာကပြည်သူပဲရှိတယ်ဆိုတဲ့အခြေအနေဖြစ်နေတဲ့အတွက်အချင်းချင်းဖေးမှဆောင်းလျှောက်ရမှာဖြစ်ပြီးအဖွဲ့အစည်းတည်းကလည်းဝိုင်းဝန်းကူညီပေးစေခြင်းပါတယ်လို့လည်းကိုရှောင်းတဆောင်းကပြောထားပါတယ်အခုဖွဲ့စည်းထားတဲ့စကိုင်းဖက်ဒရယ်ကောင်စီရှေ့ပြည်အဖွဲ့ကကူညီပေးမဲ့သူတွေထဲမှာတော့ အကြံဖတ်စကောင်စီကိုတနည်းနည်းနဲ့အားပေးထောက်ခံခဲ့တဲ့သူတွေနန်းစီဒီယန်တွေမပါဝင်ဘူးလို့လည်းသိရပါတယ်ခင်ဗျဒီတခါမန္တလေးမြို့မှာတော့အကြံဖတ်စကောင်စီပိုင်းယရနာဘုံခမ်းမာဘက်ကပြင်းထန်တဲ့ပောက်ကွဲသံတွေဒီကနေ့မနက်ပိုင်းမှာပဲထွက်ပေါ်လာပြီးပြည်သူအများစုကြားလိုက်ရတယ်လို့ဒေသခံပြည်သူတွေကပြောသလိုလူငယ်တွေကိုစစ်မှုထမ်းခိုင်းမှုပြင်ဆင်နေတဲ့မန္တလေးစัจကြနွယ်စဉ်ရက်ွက်ရုံးကိုလည်းဘုံပြစ်တိုက်ခတ်ခဲ့တယ်လို့တော်လန်ရင်သတင်းရင်းမြစ်ကပြောပါတယ် ဒီကနေ့မတ်လ16ရက်နေ့မနက်အစောပိုင်းမှာပဲမန္တလေးမြို့88လမ်းနဲ့38လမ်းရန်နာဘုံခမ်းမဘက်ကနေအလွန်ပြင်းထန်တဲ့ပကွဲတံကြီးထွက်လာပြီးနေအိမ်တွေပါတုံခါပွားတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်မန္တလေးမြို့မှာရှိတဲ့တော်လန်ရဲ့တရင်ရင်မြစ်ကလည်းစစ်ကောင်စီပိုင်းရန်နာဘုံခမ်းမကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ပြောထားပြီးပကွဲမှုအတွင်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိတယ်လို့လည်းသိထားရတယ်လို့အတိအကျကိုတော့သက်ဆိုင်ရာမစ်ရှင်လုပ်တဲ့အဖွဲ့ကနေထုတ်ပြန်ပါလိမ့်မယ်လို့ပြောထားပါသေးတယ် အဲ့ဒီပောက်ကွဲမှုဖြစ်တဲ့စစ်ကောင်စီပိုင်းရန်နာပုံခမ်းမဟာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းကိုတိုင်ဖွင့်လက်ခဲ့တဲ့ခမ်းမလည်းဖြစ်ပါလေတဖက်မှာလည်းမန္တလေးမြို့မှာအောင်မြင်မြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့ပြင်ဆင်နေတဲ့စက်ကြာနွယ်စဉ်ရက်ွက်ရုံးကိုမနေ့ကညပိုင်းမှာပဲလက်ပစ်ဘုံးနဲ့ပြစ်သွင်းတိုက်ခတ်ခဲ့တယ်လို့မန္တလေး UG Wolf Army အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ တဖက်မှာလေမန္တလေးတိုင်းမြင်းကျန်မြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ပေါင်းစုတွေကနေနှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားစုစုပေါင်း၁၀ဦးဝင်းကျင်သေကုန်ကြတဲ့အပြင်ဆိုင်ကယ်တစ်စီးပါသိမ်းဆီးရရှိထားတယ်လို့မြင်းကျန်ငကနီပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်မြင်းကျန်မြို့နယ်အတွင်းစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုမတ်လ15ရက်နေ့နဲ့18ရက်နေ့တွေမှာတော်လန်ရေးတပ်ပေါင်းစုတွေကနေဖြူရင်းကုန်းကျေးရွာနီးမှာတစ်ကြိမ် နှက်ချိုတော့ကြေးရွာအနီးမှာတကြိမ်ပဒေတာမိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းမိုင်းခွင်းအလဲတက်တဲမှာရက်နာနေတဲ့စစ်ကောင်စီဝင်၅ဦးကတော့နေရာမှာတင်ပွဲချင်းပြီးကိုသေကုန်ကြတဲ့အပြင်နောက်ထပ်မိုင်းပွဲမှာလည်းစစ်သား၃ဦးထပ်သေးသွားပြီးစေယုံရောက်မှသေတဲ့စစ်ကောင်စီတပ်သားတွေလည်းရှိတယ်လို့သိရတဲ့အတွက်စုစုပေါင်း၁၀ဦးဝင်ကျင်ကတော့အသီးသီးသေကုန်ကြပြီလို့မြင်းညာနဂနီပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကရဲတွေစီးလာတဲ့စိုက်ကဲတစ်စီးကိုလည်းတင်းစီရရှိထားတယ်လို့မြင်းညာနဂနီပျောက် जा တဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ